ကန်သောလနှစ်တန်းကျော်ဖြစ်ကနမပန်းမျိုးစိတ်အမှုလုပ်ငန်းကို FDI ရှောက်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်ကကနမာပန်းမျိုးဆိုင်ရမှုတ်လုပ်ငန်းကို အမေရိကန်ဒေါ်လာ2တန်းကျော်နဲ့နိုင်ငံခြားယင်းသည့်မြုပ်နှံဖို့ FTI လျှောက်ထားလာတယ်လို့ပြည်နယ်ယင်းသည့်မြုပ်နှံမှုကော်မတီကသိရပါတယ်။အဆိုပါလျှောက်ထားတာကိုမြမပြူဝပလန် Extra Company Limited ကပြုလုပ်ခဲ့တာဖြစ်ပြီးဒရိစံအစာအသွက်သုံးထည်ကနမာပန်းမျိုးဆိုင်တွေရဲ့အမှုတ်တွေကိုထုတ်လုပ်တင်ပို့တဲ့လုပ်ငန်းဆောင်ရွက်ခွင့်ပြုဖို့အတိပြုမိတ်လျှောက်ထားတင်ပြလာတယ်လို့ဆိုပါတယ်။ အထီလုပ်ငန်းခါနေနိုင်ငံခြားရှင်းဒီမြုံနှံမှုအမေရိကန်ဒေါ်လာနှစ်တရမှာ3.2ခွန်တန်းနဲ့အလောအကိုင်းအခွင့်လန်ပြည်တွင်း185ဦးပြည်ပ10ဦးကိုဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့လည်းသိရပါသေး။ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီအနေနဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းခုနှစ်ခုရင်းနှီးမြုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ16တရမ16သန်းနဲ့မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုလုပ်ငန်း18ခုရင်းနှီးမြုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ9တရမ5ကိုနှစ်သန်းအပါဝင်ကျပ်တန်း46236တရမ339တစ်ကိုအခွင့်ပြုပေးထားခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ အစိုးရလုပ်ငန်းတွေကနေရန်ပြည်နယ်အတွင်းလောအကာရခွင့်လန်းအနေနဲ့ပြည်တွင်း1533ဦးနဲ့ပြည်ပ68ဦးကိုဖမ်းဆီးပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါသေးရှင်။